မကွေးတိုင်းစင်မဝဲမြို့နယ်ထဲမှတည်ရှိတဲ့စစ်ကောင်စီတပ်လက်အောက်ခံကပ္ပစ73ကိုဧပြီလ25ရက်ည7:00နာရီဝန်းကျင်မှာ short tight ဒုံ10လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့အစည်းကနေသိရပါဗျ။ပစ်ခတ်လိုက်တဲ့ short tight ဒုံ10လုံးစလုံးပြမှတ်ကိုကြားရောက်ပောက်ွဲခဲ့ပြီးအရာရှိတွေအပါအဝင်စစ်သားတွေတိုက်ဆုံတရာရခဲ့ကြသလိုစီကိုတောင်တွေလည်းအပါအဝင် အဆောင်တွေပျက်စီးသွားတယ်လို့ BWM အဖွဲ့ကပြောပါဗျ။ ရရှိထားတဲ့အချက်လက်တွေအရရရှိ၃ရောက်နဲ့စစ်သည်၁၂ရောက်အပြင်းထန်ဒဏ်ရာရရှိခဲ့ကတခြားအဆင့်၅ရောက်သေဆုံးခဲ့ပြီးမကွေးတဆရ၁၆ဂရင်တရာစေယုံကိုပို့ဆောင်လိုက်တယ်လို့အပ္ပမင်းလှ PDF တာဝန်ခံကိုရင်ကြီးအောင်က DPP ကိုပြောပါတယ်ဒီတက်ကသေဆုံးမှုနဲ့ပတ်သက်လို့တော့ DPP အနေနဲ့အသေးအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။ ဒီပြစ်ခတ်တိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့နေမြေကန်တပ်ဖွဲ့တွေဖြစ်ကြတဲ့ Upper Myanmar PDF People Independence Army PIO PID နဲ့အတူ No More Dictatorship NMD Eager Brigade ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်ရှင်။